โอเคအားလုံးပဲမင်္ဂလာပါဗျာကျွန်တော် channel လေးရယ်ပြန်ပြီးတော့ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ကျွန်တော်ကမိတ်ဆွေတို့ကိုအာ Telegram post တစ်ခုနဲ့မိတ်ဆက်ပေးပါမယ် Telegram post ကကြတော့ဒီ mining post ပေါ့နော် mining post ကျွန်တော်မနေ့ညကဒီ Telegram ထဲမှာရှောက်ကြည့်နေနေအာဒီ mining post ကိုကျွန်တော်ရှာတွေ့ထားတော့ပေါ့နော်ဒီဒီ mining post ကိုကျွန်တော်မြင်လိုက်တာနဲ့တတိထားမိတဲ့အချက်တစ်ချက်ရှိတယ် အဲ့ဒီတိတားမိတဲ့အချက်ကဘာလဲဆိုတော့ Telegram post ကိုဒီလုတ်ထားတဲ့ပုံစံကအာတော်တော်လေးရောဟာဖြစ်တယ်လူကိုဆွဲဆောင်နိုင်တယ်ဗောနော်လူကိုဆွဲဆောင်ဆွဲဆောင်အောင်ဖန်တီဆွဲဆောင်နိုင်တဲ့ဘယ်လိုပြောမလဲလူအာသူဖန်တီထားတဲ့ပုံကလူကိုဆွဲဆောင်နိုင်တယ်ဗောနော်ဒါမိတ်ဆွေတို့ဒီ AI နဲ့ကုတ်ကြီးနေတဲ့လူတွေ application ဖန်တီနေတဲ့လူတွေကျွန်တော်ဗီဒီယိုထဲမှာကြည့်နေတဲ့လူရှိရဆိုလို့ရှိရင်အတူယူရမယ့်အချက်တစ်ချက် ဘလို့တို့ရမှာဆိုတော့မင်းဆိုတော့ဒီမှာကြည်သူပန်နေရတဲ့ Telegram post ကရိုးရိုးရှင်းရှင်းလေးပဲပေါ့နော်ရိုးရိုးရှင်းရှင်းလေးပဲဒီကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် cloud ကအလွန်ဆုံးမှဟိုပါပဲရှိ6ခုပဲရှိနော်အဲ့တော့ဒီမှာငွေစရှာမီငွေစရှာမီကိုနှိပ်လိုက်တယ်ဆိုတော့ねသူရောင်းချင်တဲ့ product တွေကိုကြာလာလိမ့်မယ်သူရောင်းချင်တဲ့ product တွေကဘာလဲဆိုတော့ဒါ Telegram mining post ဖြစ်တဲ့အတွက်ကြောင့်မို့သူက mining set တွေကိုရောင်းတယ်တကယ်တော့ set ဆိုပဲအဲ့လို set ကြီးတော့မဟုတ်ဘူးနော်ဒါ Telegram ဒီ crypto mining လုပ်နေတဲ့လူတွေပေါ့နော်အဓိကတော့သူက bitcoin ကို mining လုပ်တာပေါ့ဒီမှာအဲ့တော့ကျွန်တော်ငွေစရှာမီကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်သူက bitcoin ကို mining လုပ်ဖို့အတွက်သူရောင်းတဲ့ product တွေကိုချပေးရေပေါ့နော်ဒီမှာကြည့်တစ်ခု2ခု3ခု4ခုရှိအဲ့ဒီမှာမှာဈေးရတဲ့အစင်းစင်းရှိရယ်ဒီမှာဈေးတတ်မှတ်ထားတယ်နောက်ပြီးတော့သူ့ရဲ့ information ကလည်းတူးနှောင်းက 200x 200th ရှိပြီးတော့ဒီမှာ ဝင်ငွေပေါ့နော်ဆက်ရဲ့တနေတာဝင်ငွေကိုပြထားတယ်ပြီးတော့တလတာဝင်ငွေကိုပြထားတယ်ဒီဆက်ကတလတာဘလောက်ရှာနိုင်လဲတရက်ဒါဘလောက်ရှာနိုင်လဲဆိုတော့သူ့ရဲ့ဈေးနှုန်းဝယ်ယူရင်ဈေးနှုန်းကလည်းပြထားပြီးရဲ့ဒီမှာဟာ8000ပဲပေါ့နော်ဒါတော့အခြေခံပေါ့နော်ဒါ level 1ပေါ့ဒါဆိုရင်တော့ level 2နောက်ပြီးတော့ဒါဆိုရင် level 3 level 4အဲ့လိုမျိုးရှိရဲ level 4ကတော့သူက VIP လို့တက်မှတ်ထားတယ် ကျွန်တော်တို့ကစာမျိုးစာဒါစာမျိုး crypto စပြီးတော့ mining လုပ်ချင်တယ်ဆိုတော့ရှင်ဒီမှာ way yuan ကိုနှိပ်လိုက်ရမယ် way yuan ကိုနှိပ်လိုက်တယ်ဆိုရင်ဘာဖြစ်မလဲဆိုတော့သူကကျွန်တော်တို့ကိုဒီ gpay နဲ့ပေါ့နော် gpay web pay နဲ့ချိတ်ဆက်ခိုင်းတယ်ဒီမှာဒီမှာ way yuan နှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ gpz pay လား web pay လားဆိုပြီးတော့ရွေးကန်တယ်ကျွန်တော်တို့ကြိုက်တာတစ်ခုခုကိုနှိပ်လိုက်ကျွန်တော်မနှိပ်တော့ဘူးသူဖုန်းနံပါတ်တွေပဲတောင်းပထမလက်အရှိမလက်ကျွန်တော်နှစ်ကြိမ်သုံးကြိမ်ဆန်းတာခဏခဏ cancel cancel လုပ်နေရအားနာလို့ပေါ့နော် ။ဒါမင်းတို့ဝယ်မယ်ဆိုလို့ချင်းဝက်ပေးကေပေးတခုခုယူလိုက်ပြီးလို့ရှိရင်မိတ်ဆိုတွေကဝက်ပေးနံပါတ်ကေပေးနံပါတ်ကိုထည့်ခိုင်းနိုင်မယ်။ပြီးရင်ငွေချေမဲ့ငွေချေရမဲ့နံပါတ်ကိုသူပို့လာပေးမယ်။အဲ့ဒီနံပါတ်ကိုကျွန်တော်တို့ငွေချေပေးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော် mining စပြီးတော့လုပ်လို့ရပြီ။ mining စပြီးတော့လုပ်တဲ့အခါမှာရတဲ့အမောင်းကတော့ကျွန်တော်တို့ဝယ်ထားတဲ့ပမာဏပေါ့နော်ဒါကျွန်တော်ကကျွန်တော်အခုနှိမ့်လိုက်တာကပါလဲ level 1ဆိုတော့ဘယ်လောက်ရမလဲဆိုတော့တရက်တာဝင်ဝင်ကတလောက်ရမယ်ပေါ့နော် 2500ရမယ်တရတာဝန်ဝင်ဆိုလို့ရှိရင်ဒီလောက်ရမယ်ပေါ့ဒီဆက်ကနေပါเนาะအဲကျွန်တော်တို့ဝယ်ရမှာက8000နဲ့တစ်ချိန်ဝင်ထားရမယ်ဆိုတော့ကျွန်တော်ဒီမှာမင်းဆိုတော့တတိထားမိအောင်ပြောချင်တာတူတုံးထားတဲ့ကာလာတူတုံးထားတဲ့ဟိုကာလာပုံမှန်ထည့်ထားတဲ့ background ကာလာလေးတွေကလူဆွဲဆောင်နိုင်တယ်အဝါရောင်ပေါ့နော်အဝါရောင်ဖြစ်တဲ့အတွက်အဝါရောင်ရဲ့အနီရောင်ရဲ့ဒါရရလူရဲ့စိတ်ကို ျွန်တော်တို့ရောင်နေရကျွန်တော်တို့စိတ်ကိုဆွဲဆောင်နိုင်ဆိုမျိုးဆိုတိမှာပါเนาะကျွန်တော်တို့မတိမတိစိတ်တဲရနေပြီးတော့ဒီအဝါရောင်တို့အနီရောင်တို့ကအလုံးလိုဆွဲဆောင်နိုင်နေရ။အဲ့ကျွန်တော်တို့စာတောက်ဆိုင်နေပိုစတာလုပ်တယ်ဆိုတဲ့အခါမှာကျွန်တော်တို့တရုတ်တည်းအများဆုံးတုံးတဲ့အရာက၂ရောင်ရှိရအဝါရောင်ရဲ့အနီရောင်အဲ့အရောင်နှရောင်ကိုအများနဲ့တုံးတယ်။တို့စီးပွားရေးလုပ်တဲ့နေရာဘယ်နေရာဘောကြည့်ကြည့်မိတ်ဆွေမြင်ရလိမ့်မယ်။မြင်ရမယ့်အရာကအနီရောင်မဟုတ်ရင်အဝါရောင်မဟုတ်ရင်အနီရောင်နဲ့အဝါရောင်ရှက်ထားတဲ့ရောထားတဲ့ပုံစံ အဲ့လိုမျိုးအကြောင်းကိုတို့လိုအတိတ်ကတောင်းတာဘာကြောင့်လဲဆိုတော့အဲ့ဒီအကြောင်းတွေကလူတွေရဲ့စိတ်ကိုမတိမတာဆွဲဆောင်တယ်ကျွန်တော်တို့လူတွေရဲ့မတိစိတ်ကိုဆွဲဆောင်နိုင်တယ်ပေါ့နော်ဆိုတော့ဒီမှာတောင်းထားတဲ့အကြောင်းကအဝါရောင်ဖြစ်တယ်နောက်ပြီးတော့ငွေကြေးတင်ကြေးတွေထင်ထင်ရှားရှားပြထားတယ်ဒီအရာတွေကလူတွေကိုရုတ်တရက်ဆွဲဆောင်သွားတာကျွန်တော်တို့ကဒီတိုင်း Telegram mining boost တခုပဲလို့ထင်ပေမဲ့ဒီနေရာမှာတော့ psychology ပါတယ်ပေါ့ကျွန်တော်ပြောရလို့ရှင်ဒီမှာတူတုံးထားတဲ့ပုံလေးတွေကတော်တော်လေးကိုမိုက်တယ်ပေါ့နော် နောက်ပြီးတော့တွေ့ရစတိုင်တွေ့ရစတိုင်ကပရိုဂရမ်မှာဒီ Telegram post ကျွန်တော်တို့ပုံမှန်လုပ်နေကြ Telegram post ကကြတော့ကျွန်တော်ကျွန်တော်လုပ်တဲ့ Telegram post ကကကြတော့ Telegram post ဆို Telegram post ပဲ ID post တစ်ခုတည်းပဲရှိတယ်။ဒါရချိတ်ချိတ်ဆက်ထားတဲ့ channel တွေမရှိဘူး။အော်ဒါပေမဲ့ဒီကောက်မှာချိတ်ဆက်ထားတဲ့ channel တွေရှိဒီမှာကျွန်တော်တို့ကဒီ Telegram post တစ်ခုကိုကျွန်တော်တို့စဒီ post ပေါ်ပါနော်ကျွန်တော်စပြီးတော့တုံးမယ် start ကိုနှိပ်လိုက်တယ်ဆိုတော့ねတို့ channel နှစ်ခုကို join ခဲ့တယ်တစ်ခုကဒီ channel ဒီ channel ကငွေထုတ်မှတ်တမ်း channel ငွေထုတ်မှတ်တမ်း channel မှာငွေထုတ်တဲ့လူတွေကိုသူကအမြဲအမျိုးငွေထုတ်တဲ့လူတွေရဲ့ထုတ်ပြီးသားအမောင့်တွေကိုသူပို့ပေးရပါတော့ဒီမှာကျွန်တော်စောင့်ကြည့်နေတာတရက်ကိုအယောက်30လောက်ကထုတ်တယ်ဗျကျွန်တော်စောင့်ကြည့်နေပါတော့စောင့်ကြည့်နေဆိုတာဒီ post ကတရက်ကိုလူဘယ်နှခါလောက်ထုတ်လဲဟာဘယ်နှခါလောက်ထုတ်လဲဆိုတာကျွန်တော်ကြည့်ရတရက်ကိုအယောက်30ကျော်40တခါလေကျရင်50 60အဲ့လောက်လောက်ထုတ်တာတွေ့ရတယ်ဗောနော်ဒီမှာ ဒီမှာတက်လာတယ်ပြီးတော့ဒီမှာခြေလိုက်မဲဆိုတော့တူတုံးထားတဲ့ဒီပတန်လေးကိုခြေလိုက်အဝါရောင်ကိုခန့်များများတုံးထားတယ်ဒီမှာကျွန်တော်ပြောတဲ့အနီရောင်လေးကိုတုံးထားတယ်နောက်ပြီးရင်ဒီမှာ net telegram နဲ့မယ် ban ဆိုတာကတော့ကျွန်တော်တို့ထုတ်တဲ့ payment မှတ်တဲ့နောက်ပြီးဖုန်းနံပါတ်ဟာပြီးတော့ငွေထုတ်စင်အဲ့ဒါလေးတူပြထားပြီးတော့ဒီမှာဘလောက်ထုတ်ယူခဲ့ရဲဆိုတာတူပြထားပေးရမှာနော်အဲ့ဒါလေးမျိုးဆိုတော့အတိယူအာအတူယူဖို့ပါနော်နောက်ပြအောက်မှာဘတန်တစ်ခုရှိရင်စတင်ရန်ကိုနှိပ်လိုက်တယ်ဆိုတော့ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ ဒီ post ကိုရောက်သွားလိမ့်မယ်။ကျေးဇူးစတင်အောင်နှိပ်လိုက်တယ်။ဒီမှာဒီ post ကိုရောက်သွားတယ်။ဒါမိတ်ဆွေတို့အတွေ့ယူရမှာနော်။ Telegram post fan ဒီရင်ရဲ့လူတွေကျွန်တော်ပြောပြတာအခုပြောနေတာပြီးတော့ဒီမှာ channel နှစ်ခုအာ big coin miner အာငွေထုံးမှတ်တမ်းဒီ channel နှစ်ခုကိုလည်းသူက join ခိုင်းနေပါတော့။ဒီ big coin miner ကကျတော့ဒီကောင်ကို join လိုက်တယ်ဆိုရင်ဒီကောင်ကမှ join ခိုင်းတယ်။တွားရိုင်း channel နှစ်ခုပုံမှန် join ခိုင်းတာအများကြီး join ခိုင်းတယ်။ တရားကြတော့ဒီ Bitcoin Bitcoin 2 set တွေကနေပြီးတော့ပြန်ထုတ်တဲ့ငွေထုတ်မှတ်တမ်းကိုဒီမှာလာပြတာပေါ့နော်ဆိုတော့မဲဆိုလို့စမ်းကြည့်ရင်လည်းဆိုရင်စမ်းကြည့်လို့ရတယ်နောက်ပြီးတော့သူကဘာလုပ်လို့ရတယ်လို့ဆိုတော့ကျွန်တော်လက်ကျန်ငွေဒီမှာစစ်လို့ရတယ်ငွေထုတ်မီဆိုရင်ဒါကိုနှိမ့်လိုက်ဒါဆိုလို့ချင်းသူဘယ်မောက်ဘယ်ပေးမှမတန်းတဲ့ငွေထုတ်ချင်တယ်ဆိုတာကျွန်တော်တို့ရွေးပေးလို့ရတယ်ကျွန်တော်ထည့်ပေးလိုက်ရုံပဲပေါ့နော် နောက်ပြီးတော့ဒီမှာတစ်ခုကောင်းတာကသူပေးထားတဲ့ဒီ refer bonus ပေါ့။ refer bonus ကမက်လောက်ဆက်ရအောင်။ refer bonus ကတယောက်ကိုပေါ့နော် user တယောက်ကိုတတောင်းပေးထားတယ်။သူကတတောင်းလို့ပြောထားပေမဲ့လို့တကယ်တကယ်တမ်းပေးတဲ့အခါမှာ2တောင်းပေးရဲ့။အဲ့ဒါပဲလို့ဆိုမဟုတ်တယ်သူကဒီလက်ဆောင်ယူရန်ဆိုတဲ့နေရာမှာနှိပ်လိုက်တယ်ဆိုလို့ရှင်တယ်။သူကတယောက်ကိုတတောင်းပေးရဲ့။ဆိုတော့ကျွန်တော်တန်တရားဝင်တာပါရှိတယ်ဆိုတော့ဒီ boss ကတကယ်ပတ်စံရလား။ တကယ်ပေးလာပါဘောနော်ကျွန်တော်အဲ့ဒါတိုင်နဲ့တန်နေရဖြစ်တယ်ဒါပေမဲ့ user ရေတွက်ကိုကြည့်လိုက်တဲ့အခါကျတော့ user ရေတွက်ကနည်းရာကြီးမဟုတ်ဘူးတော်အများကြီးပဲရှိနေဒါတွေကအာကျွန်တော်ထင်တယ်ဒီလူခေါ်ပြီးပတ်စံပေးရတဲ့မှာများများပေးလို့ဖြစ်နိုင်မှာဘောနော်ကျွန်တော်လူခေါ်မယ်ဆိုလို့ရှိရင်ဒီညာနေဒါကိုနှိပ်လိုက်ရမယ်ဒါကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီကောင်လေးပဲကြာလာမှာဘဲကောင်အဲဘဲတူပဲနှိပ်နှိပ်နော်ဘဲတူပဲနှိပ်နှိပ်ဒါပဲကြာလာမှာ ဒါပေမဲ့ဒီအောက်ကဒီနောက်ကကုတ်နံဘက်ကတော့ပြောင်းလဲတော့မှာပေါ့နော်အဲ့ဆိုမိတ်ဆွေတို့ refer လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီစာလေးကို copy ကိုကိုတငယ်ချင်းကိုပို့ပေးလိုက်ကိုတငယ်ချင်းကဒီ link ကနေနှိပ်ပြီးတော့ account ဝင်လိုက်တယ်ဆိုတော့ ਨੇ မိတ်ဆွေရဲ့ account ထဲမှာငွေက2000ရောက်လာလိမ့်မယ်တတောင်းရတတောင်းဖြစ်စေနှစ်တောင်းဖြစ်စေရောက်လာမှာကျွန်တော်လုံးတုံးကတော့နှစ်တောင်းရောက်လာတယ်ဒါပေမဲ့ KB တဲ့ကိုရောက်လာတော့မဟုတ်ဘူးဒီနေရာကိုရောက်လာတယ်လက်ကြံကိုဆေးရံကိုကျွန်တော်နှိပ်ပြမယ် ဒီမှာနှိပ်လိုက်တယ်ဆိုရင်ဒီမှာကျေကျွန်တော်နာမည်ပေါ်တယ်ဒီမှာရောက်လာတဲ့ပတ်ဆိုင်ပြီးတော့ဒီမှာငွေထုတ်ရတော့မထုတ်ရတယ်ခေါ်ထားတာ၄ရောက်ရှိမိတ်ဆွေတို့စမ်းကြည့်ချင်တယ်ဆိုလို့ရှိရင်စမ်းကြည့်လို့ရတယ်ကျွန်တော်ဒီဗီဒီယိုရဲ့အောက်မှာ link ပေးထားမှာမိတ်ဆွေတို့တွားပြီးစမ်းကြည့်ပါနော် Okay channel လို့ like subscribe လုပ်ကြအောင်နော်